ာထူကြီးရဲ့အခြေခံအခွင့်အရေးတွေကိုတောင်းဆိုရင်းပေါ်ပေါက်လာခဲ့တဲ့မီဒီနေ့အပြည်ဆိုင်ရာအလို့သမားနေမှာမြန်မာနိုင်ငံမှာရှိတဲ့အလို့သမားတွေရဲ့အခြေခံအခွင့်အရေးတွေရင်ဆိုင်နေရတဲ့ဖိနှိပ်ချုပ်ချယ်မှုတွေအကြောင်းကိုဆွေးနွေးပြောပြပေးဖို့သွေးစည်းညညတော်တမကများအဖွဲ့ချုပ် STUN မြေတာဝန်ရှိသူဆရာမဒေါ်မြင့်မွေးကိုဖိတ်ခေါ်ထားပါတယ်။မင်္ဂလာပါဆရာမ။ဟုတ်မင်္ဂလာပါဆရာ။ ဟုတ်ကဲ့ပါဆရာမအခုဒီအာနာတင်းထားတဲ့အောက်မှာပေါ့နော်အလုပ်သမားတွေကဗတ်ပေါင်းစုံကနေပြီးတော့အကြက်အတဲတွေရင်ဆိုင်နေရပါတယ်ဒီသူတို့ရဲ့ဒီအခွင့်အရေးဆုံးရှုံးမှုတွေနဲ့အတူပေါ့နော်ဒီအကြက်တဲတွေရင်ဆိုင်နေရတဲ့ဒီအလုပ်သမားအထူးနဲ့ပတ်သက်လို့ပေါ့အရင်ဆုံးအဲ့ဒီအကြောင်းလေးပြောပြဆွေးနွေးပေးပါအောင်ရှင်ဟုတ်ဟုတ်လုံးလုံးဆယ်တော့ပေါ့နော်ဘယ်လိုလဲဆိုတော့လုပ်ငန်းရှင်ပေါ့အဓိကကျွန်တော်တို့ပြောချင်တာကတော့လုပ်ငန်းရှင်ပေါ့နော်ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်နေပြီလို့ဆိုလုပ်ငန်းရှင်ကအာဒီ ပေးထားတဲ့ပေါ့နော်ဒီ international labor standard တွေပြည်တွင်းတွေကအာဒီဥပဒေတွေကိုမချိုးဖောက်ခံနိုင်နေမယ်ဆိုလို့ရှိရင်တော့ကျမတို့အနေနဲ့အဆင်ပြေတာပေါ့အဲ့လိုကျမတို့အနေနဲ့အဆင်ပြေတာအခုကတော့အဲ့လိုမဟုတ်ဘူးအခွင့်အရေးပေါ်မှာပေါ့နော်သူတို့ကထပ်ပြီးတော့ကျုပ်ကမတို့ကိုဖိနှိပ်တယ်သမက်ကကိုဖိနှိပ်တယ်ပုံပြီးတော့ဒီလုတ်ခွင့်မရအောင်ပေါ့နော်လုတ်ခွင့်မရအောင်သူတို့ကပုံပြီးတော့ဟိုတားဆီးထားတယ်ပေါ့အဲ့လိုအရာတွေအနေနဲ့တော့လုပ်ငန်းရှင်တွေကိုတော့ကျမကဒီချိန်မှာပေါ့နော်ပုံပြီးတော့ အပြစ်တင်ခြင်းပေါ့အပြစ်တင်တဲ့စကားလုံးပြောခြင်းပေါ့နော်အခြေအနေတွေစိုးရွားနေပါတယ်ပေါ့နော်အလုသမားကိုကိုယ့်ရဲ့အလုသမားကိုပေါ့နော်အလုသမားသူ့ပေါ်မှာအလုသမားအခွင့်အရေးကိုသူတို့ဘက်ကအပြစ်ဝါပေးမယ်နောက်တစ်ခါအာခွဲကြဆဆန့်ခြင်းတွေမလုပ်ဘူးခင်ဗျားချုပ်ချက်မှုတွေမလုပ်ဘူးဆိုလို့ရှိရင်အလုပ်သမားတွေအနေနဲ့ကခံတာရဲပေါ့အခုကျတော့အဲ့လိုမဟုတ်ဘူးသူတို့ကပို့ပြီးတော့လုပ်ငန်းရှင်တွေကလုပ်ငန်းရှင်ဆိုတာကျမကလုပ်ငန်းရှင်တိုင်းကိုဆိုလိုတာမဟုတ်ဘူး ်အခုလိုမျိုးချိုးဖောက်မှုတွေကိုကျူးလွန်နေတယ်လုပ်ငန်းရှင်တွေလုပ်ငန်းရှင်တွေအဲ့လိုချိုးဖောက်မှုတွေကိုကျူးလွန်နိုင်အောင်အပေးအမြောက်ပြုနေတော့စက်ရုံမန်နေဂျာ HR စူပါဒီလိုလူမျိုးတွေကိုဒီအချိန်မှာတော့ကျမတို့ကအမှတ်တမ်းတင်ထားတယ်ပေါ့နော်ဆိုသွားတော့ဒုက္ခရေချိုးဖောက်တော့လူတွေဖြစ်နေကျမတို့ကလည်းအမှတ်တမ်းတင်ထားတယ်ရှင် အခြေခံအလုပ်သမားတွေဆိုတာကပေါ့နော်ဒီ KSS ဆက်သူတို့ရဲ့ဒီတန်းညူညီများဖို့အခွင့်အရေးတွေတော့ကိုတိုက်တိုက်ပွဲဝင်နေကြရတယ်ပေါ့ဟိုဒီဒီလိုအခြေအနေမှာပေါ့နော်တိုင်းပြည်ကဖြစ်ပျက်နေတဲ့အခြေအနေကြားထဲမှာဒီအလုပ်သမားထုတ်ပြီးရသူတို့ရဲ့အခွင့်အရေးတွေကဘယ်လောက်ထိချိုးဖောက်ခံနေရလဲဆရာမပြီးတော့ဘယ်လိုနေရာတွေမှာအများဆုံးဆရာမတို့ဖြည့်ရှင်းပေးရတာမျိုးရှိလဲရှင်ဒီတမကဖွဲ့ရဆိုလို့ရှိရင်အလုပ်ထုတ်တာပုံမှန်အလုပ်ထုတ်တာတမကဖွဲ့ရင်အလုပ်ထုတ်တာစိတ်ဝင်ထဲမှာတမကဖွဲ့ဖို့အတွက်ကို စီးအောင်နဲ့ဆိုတာနဲ့လှုပ်ထုတ်တာနောက်တစ်ခါဒီလောက်ခလာဆိုတိုးတောင်းတယ်လုပ်ငန်းငွေရဲ့အခြေအနေပေါ့နော်မမျှတာတဲ့လုပ်ငန်းငွေအခြေအနေဒီပေါ်မှာဒီစူပါတောင်းဆိုမှုပြုဖို့အတွက်ဥစည်းဥဆောင်လုပ်တယ်အဲ့လိုဒီမျိုးတွေကိုသူကအတန်ကြားလာတယ်ချက်ချက်အလုပ်ကနေပြီးတော့အမင်းရဲ့အစ်စစ်စင်းရှိထုတ်ပလိုက်တယ်ဥပဒေတိုင်းဒီဝန်နေထိုးမယ်ပြီးလို့ရှိရင်သူ့ရဲ့ဝန်နေပြေမှာထုတ်မယ်ဒါမျိုးမလာတော့ဘူးဒီလိုလုပ်တယ်ဆိုတာကသူတန်းထုတ်ပလိုက်တယ်အတန်းထုတ်ပလိုက်တဲ့ခါကျတော့ သူတို့ကအေးယူခံရလားဆိုအဲ့အပြစ်ကိုကျူးလွန်တဲ့သူတွေအေးယူခံရလားဆိုတော့လေသူတို့ကကြာလွတ်တယ်ဒါပေမဲ့အလုံးသမားကိုကြာတော့ရှာဖွေပြီးတော့အာနီပေါင်းဆောင်လဲပေါ့နော်ဒီအပြစ်ပေးအေးယူဖို့တည်းစူးစမ်းတယ်တရားစွဲတယ်အမှုဖွင့်တယ်နီပေါင်းဆောင်လဲပေါ့သူတို့မှာကအာဏာလည်းရှိတယ်ငွေလည်းရှိတယ်ဆိုတဲ့အခါကျတော့အလုံးသမားအပေါ်မှာလှုပ်ချင်တာကြီးလုပ်နေတာပေါ့နော်ဒီတန်တွေကိုတော့ကျမတို့တွေကပြည်တွင်းထဲမှာဒီကာလကတော့နှိမ့်ပင်ခံနေရတယ် ဟုတ်ကဲ့ဆရာမအဲ့လိုမျိုးပေါ့နော်ဒီအကြောင်းအရင်တရားမရှိဘဲနဲ့အကြောင်းပြချက်ရှာပြီးတော့အလုပ်ထုတ်ခံရတဲ့အလုပ်သမားတွေရဲ့အခြေအနေတွေကိုဆရာမတို့ကူညီဖြေရှင်းပေးတဲ့အခါမှာအခက်အခဲတွေရှိမှာပေါ့နော်အဲ့ဒါအဓိကအခက်အခဲတွေဆိုလို့လည်းဘာတွေဖြစ်မလဲရှင့်ဟုတ်အဓိကအခက်အခဲတွေကတော့နံပါတ်1ကတော့ကျမတို့ကိုယ်တိုင်ဝင်ပြီးတော့ဒီခုနရှင်းလန်းဖြတ်ပြီးရန်နေရာမှာပေါ့နော်အာဒီဂျုံမှာပေါ့ရှင်းလန်းဖြတ်ပြီးခံနေမှာကျမတို့ကိုယ်တိုင်ဝင်ပါဆောင်ရွက်ဖြစ်မရှိရဘူးဖိုင်ဘာဆောင်ရွက်လို့မရဘူးဖန်လို့လို့ပဲရလဲဆိုလို့ရှင်တော့ စမဂျုံကသမကရီအဲ့သမကရဲ့ EC တွေပြီးလို့ရှိရင်ဒီအလုသမဥပဒေကိုနားလေတဲ့ဥပဒေဒီသမကအလုပြုတ်သွားတဲ့သမကပေါ့နော်သူတို့တွေနဲ့ပဲကျမတို့ကဝင်ရောက်ဖြေရှင်းရတယ်နောက်တစ်ခုရှိသေးတယ်ဒီခုံသမားဒီခုံပေါင်းစီဒီအလုသမားကရွေးချယ်တဲ့အလုသမားကိုယ်စားလေအလုသမားရွေးချယ်တယ်ဆိုတာသုံးမိတ်ဆိုင်ရန်နေရာတွေကဒီကိုပြောတာမဟုတ်ဘူးကိုယ်စားလေပေါ့နော် ရှေ့နေလူမျိုးကိုယ်စားလေကိုအများအားဝင်ရောက်ပြီးတော့အခုကြတော့မှဘာဖြစ်လို့လဲ ဘယ်တော့မှထုတ်ပြန်လိုက်တဲ့ဒီဟိုအမိတ်လည်းတော့မသိဘူးဝင်ရောက်ခွင့်မရှိဘူးရှင့်နေပဲဝင်လို့ရမယ်ဝင်ခဲ့လို့တိုက်ခတ်လို့ပြီးဝင်တယ်ဆိုရင်လည်းနောက်နားမှာပဲထိုင်ရမယ်အဲကျမတို့ကကိုယ်စလဲယူပြီးပြောခွင့်မရှိဘူးပေါ့ဒါကဥပဒေကပေးထားပါရဲ့မယ်ကျမတို့မရတဲ့အခွင့်အရေးပေါ့ဟိုအလုံသမားကကျမတို့ကလုံသမားလာလို့ရှင့်ပုံပွင့်လေးလေးရှင်းပြတယ်ဒီနေ့ခင်ဗျာရန်ရားနဲ့တွားမယ်ဆိုလို့ရှိရင်တော့ကျမတို့ကခွန်သမားကြီးပုံအောင်ဒီလိုအယုံကြည်ရှိရတဲ့တွားတော့မတွားဘူးပေါ့တော်တော် အဲ့တော့သူကရွေးချယ်တယ်ဆိုလို့ရှင်တော့အဲကျွန်မတို့ကခုနကလိုမျိုးတောင်းဆိုချက်ရေးပေးတာမျိုးလို့ကူပေးတာမျိုးလုပ်ပေးတယ်အဲ့လိုအချိန်မျိုးမှာအလုပ်သမားကနေပြီးတော့သူနဲ့အတူတူလိုက်ပါပြီးတော့ပြောဖို့အတွက်ခေါ်ရင်ကျွန်မတို့ခွင့်ပြုမရဘူး။ဒါကြီးဆုံးရှုံးတယ်ပြီးလို့ရှင်လည်းအဲတခြားသောဒီသုံးမနိုင်ငံတည်းမှာရှိနေတဲ့အလုပ်သမားကိုယ်စားလှယ်တွေပေါ့နော်တခြားသောအဖွဲ့ချုပ်ကအလုပ်သမားကိုယ်စားလှယ်တွေကအလုပ်သမားအလုပ်သမားချင်းခွဲခြားဆက်ဆံတာဖိနှိပ်တာပေါ့နော် ် SUN ဆိုတာကတရားဝင်အဖွဲ့အစည်းမဟုတ်တဲ့အတွက်ကြောင့်မလို့ SUN နဲ့ဖက်သက်တယ်ဆိုလို့ရှင်နင်တို့ကအလုပ်ပြုတ်ခံရမယ်တရားစွဲခံရမယ်ဒီတရားမဝင်တဲ့အတင်းနဲ့ဆက်သွဲအဲ့လိုမျိုးတွေပေါ့နော်ချင်းချောက်မှုတွေရှိတယ်။တရားလောက်အားထုတ်တယ်ဆိုလို့ရှင်50လောက်ကျမတို့အတွက်ဒီကုလို့ရတယ်ဆိုလို့ရှင်တော့ပါပဲ။အော်မစိုးဘူးဆိုတဲ့စိတ်နဲ့ကျမတို့ကထောင်ဆက်ပြီးတော့လုပ်ပေးနေတယ်မဟုတ်ဘူးဆိုလို့ရှင်တော့ဒီလုပ်သမားတွေက အာပို့ပြီးတော့ဒီဆိုးရတဲ့အခြေအနေကိုရင်ဆိုင်ရပါလို့ဆိုပြီးတော့ပါတော့ဒီလိုစိတ်မျိုးနဲ့ပဲကျွန်တော်တို့တုံ့ပြန်ရတာလွန်ခဲ့တဲ့၄နှစ်ကျော်လောက်ကတည်းကဟိုတဖြည်းဖြည်းချင်းနဲ့ဒီပြပကအလုပ်ရှင်တွေပြပကလုပ်ငန်းတွေကတဖြည်းဖြည်းထွက်ခွာသွားကြတယ်ပေါ့နော်အလုပ်သမားတွေရဲ့အခြေခံအခွင့်အရေးတွေသူတို့ရဲ့လုပ်ငန်းလုပ်ခွင့်တွေဆုံးရှုံးခဲ့ရတယ်အခုဒီပြီးခဲ့တဲ့တစ်နှစ်လောက်ကနေစပြီးတော့ဒီအတင်းကျပ်စမှုထမ်းဆီခိုင်းတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်အလုပ်သမားတွေကဒီရှောင်းတိန်ထွက်ခွာရင်းနဲ့ပြပနိုင်ငံတွေကိုတရားမဝင်လမ်းကြောင်းတွေကနေထွက်ပြေးရင်းနဲ့ပေါ့နော်ဒီဘက်မှာလည်းတခြားသောလူ့အခွင့်အရေးဆိုင် ရအချက်လက်တွေလည်းချိုးဖောက်ထန်နေရပါတယ်ရှင်။အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဆရာမအနေနဲ့ဘယ်လိုမျိုးသုံးသပ်ပြောလိုပါသလဲရှင်။ဟိုစက်မှုဆောင်မှာအလုံးလုံးနေတဲ့အလုံးသမားတွေစက်ရုံမှာလုံနေရင်းနဲ့တော့ဒီစက်မှုထန်ကတော့အတင်းအကျပ်ကြီးခေါ်လာတော့မရှိဘူးပေါ့နော်။ဒါပေမဲ့သူတို့ရဲ့အဲ့ကိစ္စကလည်းပြောရမယ်ဆိုလို့ရှင်သူတို့ရဲ့ရက်ွက် မနေ့ဆိုင်တာပေါ့နော်သူတို့နေတဲ့ရက်ွက်နဲ့သူတို့နေတဲ့ရက်ွက်သူတို့နေခဲ့တဲ့ခြေရွာတွေအဲ့ဒီခြေရွာတွေရဲ့ဒီအုပ်ချုပ်ရေးမှုတွေခေါ်တဲ့သူတွေနဲ့သူတို့နဲ့တော့ ဘယ်လိုလဲတော့မသိဘူးပေါ့နော်ဒီစက်ရုံမှာကတော့အဲ့ဒီကိစ္စမျိုးတွေကိုစက်ရုံပိုင်ရှင်တွေပဲဖြစ်ဖြစ်အေးဒီကျမတို့ကပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုသမုန်းကြီးတွေရတယ်ဆိုတော့ကျမတို့ဒါကုပေးတာဒီမင်းမြန်းတာလုပ်ရှိရပေါ့နော်ဘယ်ဟာဘယ်လိုဖြစ်တော့မှမသိတဲ့ကိစ္စမျိုးကတော့ကျမတို့လည်းမသိဘူးပေါ့နော်ဥမာတွိုင်းလိုင်းဖြစ်တာလားတို့မဟုတ်ဟိုသူတို့ရက်ွက်တရားတွေပဲသူတို့တွေရွာတွေရက်ွက်ဆိုရွာတွေသူတို့တွေကအာခြံကုန်ကမဟုတ်တဲ့နေရာတွေဆိုတော့အဲ့ဒီကနေပဲပြန်ခေါ်တာလားနောက်မိသားစုတွေကပဲကြောက်တာလား မပြောတတ်တော့ဘူးပေါ့နော်ဒီစစ်မှုထမ်းရုံးနဲ့ပတ်သက်လို့ကတော့ဒီအလုပ်သမားတွေခြားထဲမှာလဲစိုးရိမ်ပူပန်မှုကြီးရှိရဲအဲကျမတို့တွေရှင်းပြပေးမယ်လေမြေပြင်မှာတို့ကရင်ဆိုင်ရတဲ့သူဆိုတော့လေအဲ့ဒီကိစ္စကတော့ကျမတို့အနေနဲ့ဟိုဘယ်လိုပြောမလဲအတိအကျမသိရဘူးပေါ့နော်အဖေနေရာကနေပြီးတော့ပါသွားတာလေဘယ်လိုဘယ်လိုပါသွားတာလဲဆိုတာဒါမျိုးတွေတော့အတိအကျမသိရဘူးဒီအမျိုးသမီး အခြေခံလူသမားတွေမှာဆိုလို့ရှိရင်တချို့ဒီစက်ယုံတွေမှာအထိကိုက်ကိုထိလက်ရောက်ကျူးလွန်ခံရတာနောက်လေးပိုင်းဆိုင်ရာနှုတ်အားဖြစ်တော့လကောင်းပေါ့နော်အဲ့လိုကျူးလွန်ခံရတာတွေလည်းကြားသိရပါတယ်ရှင်အဲ့ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့ဆရာမတို့အနေနဲ့ဘယ်လောက်ထိသတင်းတွေဟိုလိုက်ပြီးတော့ကြားရလဲလိုက်ပြီးတော့ကူညီပေးရမျိုးရှိလဲရှင်ဟုတ်ကျမတို့ကတော့ဟိုအတက်နိုင်ဆုံးပေါ့နော်ဒီတရားဥပဒေလမ်းကြောင်းကဒီအားရသည်ဖြစ်စေအားမရသည်ဖြစ်စေလုံးဆန်ဆန်လို့လုံးရတယ်ပေါ့နော်ကျမတို့ကအဖို့ဖွင့်ပြီးတရားဥပဒေလမ်းကြောင်းကိုသွားတယ်ပေါ့ဒါပေမဲ့ ြောချင်တာကလေသူ့ရဲ့ပန်းရှင်သူ့ရဲ့မန်နေဂျာကိုသူကဆွဲရတာပြီးတော့သူကလုပ်ငန်းဝင်တွေကိုပဲဒီနေရာဝဲပြန်ရောက်လာဆိုတဲ့ခါကျတော့ကျမတို့ကအမှုဖွင့်ပေးတယ်ဆိုပေမဲ့အမှုဖွင့်ပြီးတော့ပြန်ရောက်တာနဲ့အဲ့ဒီအမှုတွေကသူကသူတို့ဘယ်လိုကြေးသွားရလဲတော့မသိဘူးပျောက်သွားတယ်ပေါ့နော်အခုတော့နောက်ဆုံးဟိုဒီဒီချိန်ပေါ့နော်ကျမတို့ကဆွဲထားတယ်လုပ်ငန်းရှင်ကိုပေါ့နော်အော်ဆွဲထားတယ်ကျမတို့လည်းဒီအလုပ်သမားကိုတော်တော်ကိုဟိုဘယ်လိုပြောမလဲဟိုအားပေးရတာပေါ့နော် အလုံးရှင်ကပြောချင်တာကအဲ့ဒီနိုင်ငံသားကကသူကလည်းကျူးလွန်နေတယ်အလုံးသမားကလည်းသူကဖြုတ်လိုက်သူ့အနေနဲ့ကသူကအကျူးလွန်လဲခံရတယ်အလုံးလဲဖြုတ်ခံရတယ်ဒါပေမဲ့တရားရင်ဆိုင်မှုကကျွန်တော်တို့ကခုပေးနေတာတော့မှပဲယခုချိန်ထိဒီတရားရုံးကိုမရှောင်းနိုင်သေးတဲ့ကိစ္စပေါ့နော်ဟိုရဲနဲ့ဒီဥပဒေအကြံတော်မှပဲတက်လိုက်ကြလိုက်ဖြစ်နေတာဆိုတော့ကျွန်တော်တို့ဘက်ကအမှုဖွင့်ရတာအမြဲတမ်းခက်တယ်လုပ်ငန်းရှင်ကကြတော့၂၂ရက်နေရအမှုဖွင့်နေဆိုချက်ချင်းစက်ရုံထဲကိုသွားပြီးအဲ့လူကိုဖမ်းချုပ်လိုက် ဖန်နေအာမအာမခံရတဲ့ပုံပါဆိုတော့ကျမတို့ကလည်းအာမခံတောင်းနေပေါ့နော်ဆိုတော့နှစ်ခုမှာအလုံးရှင်ကျူးလို့ရင်တမျိုးအလုံးသမားဆိုလို့ရှင်တမျိုးပေါ့နော်အဲ့လိုမျိုးနှစ်ဖက်တော့ရှိရဲဒါပေမဲ့တက်နိုင်တဲ့လောက်တော့ကျမတို့ကတော့ဟိုဒါမျိုးတွေကိုဟိုအရှုံးပေးလိုက်ဖို့ခေါင်းဟိုဟိုကျူးလွန်သူကိုကျူးလွန်ခွင့်မပေးဖို့တော့ကျမတို့ကတုံ့ပြန်ပေးတယ်ချင်းဆိုင်မှုအတွက်ကလည်းခုနပြောသလိုမျိုးပေါ့နော်အချိန်တို့ငွေတို့အော်ပြီးတော့ခုနကအာတည့်ရက်တည့်ရက်ခွင့်ထဲမှာ အကြာကြီးလောက်ထားတဲ့ကိစ္စလေအဲ့အဲ့အမျိုးတွေကတော့ဒီအချင်းကိုစဉ်းစားပြီးတော့ရင်းဆိုင်ရတာပေါ့နော် ဟုတ်ကဲ့ဆရာမဒီအခြေခံလုပ်သမားတွေဆိုတာကပေါ့နော်အခုမှမဟုတ်ဘူးဟိုးအရင်တွေကသူတို့ရဲ့ဒီဓာတ်နုညင်ပြားတဲ့အခွင့်အရေးတွေအခြေခံလောက်ခလာစာတွေအစတက်ဖြစ်ပေါ့နော်အချိန်ပိုကြေးတွေပေးဖို့ဒါတွေကိုခက်ဆက်ဆက်သူတို့ကဟိုတောင်းဆိုခဲ့နေရတာပေါ့နော်မရမတန်းကိုဒါပေမဲ့အခုအခြေအနေမှာကပို့ပြီးတော့ဆူဆူဝါဝါကြုံရတယ်လို့ဆရာမမြင်လားပြီးတော့ဆရာမတို့ကူညီတဲ့အဖွဲ့တွေအနေနဲ့ကရောလိုက်ပါဆောင်ရွက်ပေးရတဲ့အခါမှာပို့ပြီးတော့ချက်တဲတယ်လို့မြင်လားရှင်ဟုတ် အပေါ်ကြီးချက်တဲတာပေါ့ရှင်။ဟောကျွန်တော်တို့အနေနဲ့လွတ်လပ်မှုကတော့မရှိဘူး။အဲ့တော့လုံးရှင်နေနေတာလည်းဒါဟောခုချိန်မှာကအဲကျွန်တော်တို့တွေက M2 ပေါ့နော်။သူတို့ကိုပြန်ပြီးရှင်းမဆိုင်ဘူး။ဖြတ်ပြေးတယ်။အဲသူတို့မှုဖွင့်လိုက်ဖြတ်ပြေးသွားမယ်။သူတို့မှုဖွင့်လိုက်လို့ရှင်ရှောင်သွားမယ်။သူတို့မှုဖွင့်လိုက်ရင်စက်ရုံမလာတော့ဘူး။ကျွန်တော်တို့ဆိုလို့ရှင်လည်းစတဲ့ကလည်းအတင်းဖွဲ့ကအာဒီဟို net register ဆိုပြီးတော့ညင်ညာထားတဲ့အထဲမှာက အခုလိုမျိုးထပ်ပြီးအမှုဖွင့်တယ်ဆိုလို့ရှိရင်ရေမဆိုင်တော့ဘူးအကုန်လုံးအတာစီးပဲဆိုတဲ့စိတ်နဲ့တို့လုပ်တာပါเนาะဒါပေမဲ့ကျမတို့လည်းအဲဘလို့ဟိုအချိန်မျိုးပဲရောင်းနေပါစီပေါ့เนาะအလို့ကျမတို့နဲ့နောက်ဆုံးအချိန်ထိအတူရှိနေမယ်ဆိုတဲ့စိတ်နဲ့ပဲအဲကျမတို့လည်းရေဆိုင်နေရတာတော်တော်လေအဲကောင်းမွန်တဲ့ဒီ condition တော့မဟုတ်ဘူးပေါ့เนาะ ဟုတ်ကဲ့ပါရှင်ဒီ SDUN ကတင်ထားတာလေးတွေ့လို့ပါဒီဖူလုံသောလုခလာစာမျှတသောလုံချိကောင်းမွန်သောလုပ်ငန်းခွင်ဆိုပြီးတော့ဒီဖော်ပြထားတာလေးရှိပါတယ်ရှင်လက်ရှိမှာဒါရိုက်တာအလုပ်သမားတွေကခန်းစားနေရလားမခန်းစားရဘူးလားဆိုတာလေးလည်းရှင်းပြပေးပါအောင်ရှင်ဟုတ်အဲသူတို့မခန်းစားလို့ကျမတို့ကတောင်းတာပေါ့နော်ဒီဒီဆောင်ကဖြစ်ဖို့လို့ဒီ living wish ရဖို့လို့ဆိုတာကိုကျမတို့ကအငြင်းတယ်ဟုတ်တယ်ပါလေ leading question ပေါ့နော်အလုပ်သမားအထူးကဒီလုပ်ငန်းခွင်ထဲမှာ စုပေါင်းတောင်းဆိုမှုလုပ်တဲ့အခါကျတော့ရှင်လမ်းပြောင်းပါဆိုလို့ဒါမေရီနဲ့ဒီလာပြီဆိုတဲ့အခါကျတော့ကျွန်တော်ကမေရီကြွေးကြော်တဲ့မေရီပထင်စကားမေရီဆောင်ဖို့ပေါ့နော်သူတို့ကဒါအောင်နှလုံးသိမ်းပြီးတော့ဟိုကြောက်အောင်ဆိုပြီးတော့ဒါတွေမရှိနေလို့တောင်းတာပါရှိနေတော့ကျွန်တော်မတောင်းတော့ဘူးပေါ့နော်ဒါတွေတောင်းနေရတယ်ဆိုတဲ့ကွာကိုမရှိဘူးကျမတို့ကဒီလိုမျိုးလုပ်ငန်းခွင်ဖြစ်ဖို့ပေါ့နော်ဒါအလုံသမားတတ်မှတ်ကတွေအလုံသမားတွေရဲ့အိမ်မက်ပေါ့နော်ဒီအိမ်မက်ကိုကျမတို့ကအာဒီမက်ပြီးတော့ပဲဒီတောင်းဆိုမှုတွေလှုပ်ရှားမှုတွေမုံမဲ့နေလို့ကျမတို့ကလုပ်နေရတာ ဟုတ်ကဲ့ပါရှင်ဟိုလက်ရှိအချိန်မှာပေါ့နော်ဒီအလုသမားထူးရဲ့ကိုယ်စားလဲအလုသမားထူးရဲ့ကိုစားအတန်ထွက်ပေးရတဲ့ဒီအလုသမားတမကအဖွဲ့တွေရဲ့ဒီလောက်ကင်နိုင်မှုအခြေအနေနဲ့သူတို့လုံနိုင်တဲ့စွမ်းအပမာဏကဘလို့ကန့်သက်ရှိနေလဲဆိုတာလေးလည်းနောက်ဆုံးပြောပြပေးပါအောင်ဆရာမတရားမဝင်ဘူးလို့ကြေညာထားတဲ့တမကကြီးရဲ့ခေါင်းဆောင်တွေက2021မှာအလုသမားတွေနဲ့ဒီတပိတ်ထွက်ခဲ့ကြတယ်တပိတ်ထွက်ခဲ့တဲ့အခါကျတော့အာဒီမြို့နယ်ကနေပြီးတော့905 cash card ကြီးနဲ့ပေါ့နော်အားလုံးကိုဒီဝရံကတ်တဲ့ဒီတရားစွဲဆိုထားတယ်ပေါ့အဲ့တော့လုံသမားဒီတမကခေါင်းဆောင်တွေကလွတ်လွတ်လပ်လပ်သွားခွင့်မရှိဘူးအပြီးခဲ့တဲ့ရက်ကပဲဒါလုံသမားခေါင်းဆောင်တမကခေါင်းဆောင်ကြောက်ဖန်ခံရတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးပဲကျမတို့ကမြေပြင်မှာဆုံရှာသွားလာမနေ့ကဖန်ခံရမလားဒီနေ့ဖန်ခံရမလားကျမတို့ကလုံမင်းရှင်ကခွင့်စင်ပြီးဖန်ခံရမှာလားဒီဒီဟိုပါပေါ့နော်ဟိုမြို့နယ်တွေကဒီပဲဒီ yes ခန်းနေရာတွေပဲ ူတို့ပထမဆွဲထားတဲ့အမှုတွေနဲ့905နဲ့အဖမ်းခံရမှာကျမတို့ဘာမှမသိနိုင်မသိနိုင်မနဲ့မျက်ကန်းကျမတို့မှာအလုံးလုံးနေရတာပေါ့နော်ကျမတို့အတွက်ဘယ်သူမှမလည်းအာမခံချက်မပေးဘူးအဲ့ဒါဝင်းကြီးဌာနက ILO ကိုသူကပြောထားတယ်အလုံးဘဝသမကခေါင်းဆောင်ကြီးကိုဖန်ဆီးချုပ်နှောင်တာမရှိဘူးဖန်လည်းမဖန်ဆီးဘူးလို့ပြောပေမဲ့လက်ရှိမှာမြေပြင်မှာကျမတို့တွေကဖန်ခံနေရတယ်နောက်တစ်ခုလုံလဲရှင်တွေရဲ့ခုနကလုံမျိုးပေါ့နော် ထိန်ချောင်တရားဆွဲဆိုတာတွေကျမတို့ရင်ဆိုင်နေတာဒါပကတိအခြေအနေပဲလိန်လည်းမပြောဘူးညာလည်းမပြောဘူးဒီအမှုတွေကတိတ်မကြခင်မှာအာဒါဒီ public ကိုရှောင်းလာတော့မယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကတော့ဝန်ကြီးဌာနအနေနဲ့ဘယ်လိုဖြေရှင်းမလဲပေါ့မရှိဘူးလို့ညင်းထားတယ်အခုလက်ရှိနေပြမှာကြတော့ဒါတွေကမဖြေလျှော့တာဟုတ်သက်ဆိုင်ရာ yes ခန့်အတီးတီးကိုဒါတွေကိုဟိုပိတ်ပါဆိုတဲ့တရင်စကားမရဘူးမရောက်တဲ့ခါကျတော့အော်ဒီတရားခံပြင်းအနေနဲ့ဒီလူတွေဟာသွာလာလှုပ်ရှားနေတဲ့အခါမှာဖမ်းဆီးခံရတယ်ပေါ့အဲ့တော့ကျမတို့အတွက် ဘာမှခံချက်မှမရှိဘူးဘာမှခံချက်မရှိအလုံမျိုးကိုကျမတို့ကလုံနေရတယ်ဆိုတာမျိုးကိုအဲကျမကကဘာကြီးကိုသိစေချင်တာအပြင်ဘက်မှာရောက်နေတဲ့ဒီအလုံသမားတွေလုံသမားအဖွဲ့အစည်းတွေတခြားသောဒီတက်ကြွလှုပ်ရှားသူတွေလူခွင့်ရေးလူဒီလှုပ်ရှားသူတွေကိုသိစေချင်တာကျမတို့အတွက်ဘာမှခံချက်မှမရှိခဲ့တဲ့ကျမတို့ဒီအလုံကိုလုံနေရတယ်ဆိုတာကိုသိစေချင်တာဟုတ်ကဲ့ပါဆရာမဟုတ်